ကျွန်မအမြဲတမ်းဖျားကောင်းမြတ်တယ်လို့အမြဲတမ်းဝန်ခံတယ်။ကျွန်မတို့အပေါ်မှာလူတိုင်းပေါ်မှာမိကွန်းတစ်ခုမေးချင်တယ်ပါလို့ဆိုတော့ကျွန်မတာလီမွေးလာရင်ယူဒရှကာရုလို့မဲ့ချင်တဲ့လူရှိသလားဗောနော်။အဲ့နာမဲ့ကြိုက်တယ်ကွာဗောနော်။အာရုလို့မဲ့ပြင့်မယ်ဆိုရဲအိမ်ရှိပါသလား။မရှိဘူးနော်။ဘာဖြစ်လို့အဲ့နာမဲ့ကြီးကိုမကြိုက်တာလဲနော်။ဟလာဆရာ အဲ့နာမည်ကိုပတ်တဲ့သဘာမဟုတ်ဘူးလားဆိုဟုတ်တယ်အဲ့တမန်တော်ဆက်နှပါယာဇဝင်တွင်တဲ့ပုံကိုယ်တွေမဟုတ်ဘူးလားဆိုလဲဟုတ်ပြန်တယ်ပါတယ်မှာလေအာယူဒရှိကာရောမပါဘူးလားဆိုပါနေတယ်ဟုတ်လားဒါပေမဲ့ကျမ်းစာတနည်းအားမှာကျမတို့အမျိုးသမီးတွေရောဒီအစာရှောင်ဆုတောင်းတော့ရောတပည့်တော်ဖြစ်အကြောင်းကိုကျမတို့ဆွေးနွေးတဲ့အခါမှာချိန်မကနဲ့ချိန်မကနော်အဲ့ကျမ်းချက်ကိုဖတ်ပြီးသွားတယ်ဆိုတော့အလိုတော်ရှိတဲ့အထဲမှာသူ့နောက်လိုက်ဖို့အလိုတော်ရှိတဲ့အထဲမှာ နော်ယူဒလိုပုံကိုလည်းပါတယ်ယေရှုကလူတိုင်းကိုအလိုရှိတယ်ဆိုတဲ့သတိပဲဒေါသကြီးတဲ့လူနရွက်ခုတ်ဖြတ်တဲ့လူဖြစ်ဖြစ်လူတိုင်းကိုသူ့နောက်လိုက်ဖြစ်ဖို့အတွက်သခင်ယေရှု အလိုရှိတယ်ဆိုရရဲ့သတိဖြစ်တယ်အာမင်အလိုရှိတဲ့သူကိုရွေးတယ်လို့ပါတာဒါကြောင့်မလို့ယေရှုရဲ့ယူဒရှကာရုကိုများကြိုတိတဲ့ဖခင်ရဲ့ညံတော်နဲ့ကြုံမြင်နေဆိုရင်အလိုရှိစရာလားလို့မေးချင်တယ် ါမဲ့လူတအောင်လိုက်ပြီးမှနောက်ထပ်လူတွေမွေးထုတ်ဖို့တခင်လိုရှိတာဖြစ်တယ်ဒီနေ့ကျမတို့နော်လူကိုဖန်ဆင်းတဲ့ကဖခင်ပြောတယ်လीနော်အချင်းကလည်းပွားလာတာကြိုက်တယ်ဟုတ်တယ်နော်ယေရှုခရစ်တော်နောက်ကို72ပါးလိုက်ပြီး72ပါးကနေနောက်ထပ်နောက်ထပ်72ပါးနောက်ထပ်72ပါးနောက်ထပ်120နောက်ထပ်1000နေရအဲ့လိုပေါ့ယေရှုနောက်လိုက်တယ်ပွားပွားပွားအလုံးကိုလက်ခံတယ်ဒါပေမဲ့ ဒီနေ့ကျွန်မ breakdown ကိုမေးတယ်မလားတားမွေးလို့ရှိရင်ယူတာရှကာရုတ်လို့မဲ့ပြစ်မယ်ဆိုပုဂ္ဂိုလ်ပါသလားမီးတော့ဘယ်သူမှမဖြေဘူးအောင်းကရှိတယ်ဟုတ်တယ်နော်အောင်းမလေးကျွန်တော်တို့များဆိုတော့ဟိုမှာတောင်ဆန်းစုကြည်ဆိုတော့လေးစားတယ်မလားအော်ငါလည်းကလေးရနော်အောင်ဆန်းစုကြည်လိုမဲ့ဖြစ်မယ်လားဒီလိုဂုံယူရတဲ့လူရဲ့နာမည်တော့လိုချင်တယ်လေဟုတ်လားမမဲ့ချင်ဘူးစံစာထဲမှာပြန်ကြည့်တဲ့အခါတမန်တော်ခန်းကြီးတင်အငယ် ဆက်ရှိဆက်ကိုတစ်ချက်တော့ပတ်ကြည့်ရအောင်အခန်းကြီး1တမန်တော်အငယ်18အမေထို့သူသည်မတရားတော့အမှုအတွက်ဖြင့်ရတော့အခနှင့် မြေတခွက်ကိုဝယ်ပြီးမှ မောင်ရက်ချလဲ၍ဝန်းကွဲသည်ဖြင့်အူများပေါက်လီပြီးထိုအကြောင်းအရာကိုယေရုရှလင်မြို့၌နေတော့ သူအပေါင်းတို့ဒီတည်၍မိမိတို့ဆိုလိုသည်နမေကိုချီးနာပဲယေရုရှလင်မှာနော်ဟလာမတရားသော အမှုနဲ့ရတဲ့အခါနဲ့မြေဝဲချက်မှာပါတယ်အငယ်16မှာထိုအကြောင်းအရာကိုယေရုရှလင်မြို့၌နေတော်သူအပေါင်းတို့သည်တည်၍အဲတွေ့လားတမျိုးလုံးကနမကြီးနော်ယူဒရှ်ကာရောကဟလာနော် သူလှုပ်ထားတဲ့လှုပ်ရက်ကအရန်ပေါ်ပြူလာဖြစ်သွားလို့လေနော်ဒီနေ့ online မှာ sell တွေကြီးမယ်ဆိုလို့ရှင်နော် celebrity တွေကြီးလာစနပါဆိုတော့လူတိုင်း admire လုပ်မယ် you team ရဲ့ကြီးညိုမယ်လေးစားမယ်ကြီးမယ်ဒါမှတပြိုင်တည်းမှာပါရှိလေအဲ့ဒီထဲကယူဒရှကာရုတ်ဆိုလို့ရှင်လေတခါတည်းကိုနော်လူတွေက black ကြတယ်နော်ရှင်မတဲ့ခန်းကြီး29ငွေ308ကိုတစ်ချက်လောက်ဖတ်ကြည့်အောင်ရှင်မတဲ့ခန်းကြီး29 人家台湾的血，真是古人乃对比过先人的地面的。 နောင်တရ၍ငွေ30ကိုယေဘရဟိအချီလူအချီကဲတို့၌ပြန်ပေး၍အကျွန်ုပ်နှင့်အဘယ်တို့ဆိုင်သနည်းကိုအမှုကိုကိုချီလောဟုဆိုကြတော့သူဒီထုံငွေကိုပိမှန်တော်၌ပြစ်ချခဲ့၍အခြားတို့တွားပြီးလင်လေလေကျိုးတိုက်၍တေးလေ၏ယေဘရဟိအချီတို့သည်ထုံငွေကိုယူ၍အသွေး၏အဖိုးဖြစ်၏ဘန္ဒါတော်၌မရှိဖို့ရာ 偷越南外交椅，偷中国水表员，一口答应偷美国国对面户靠边站椅。阿拉阿妈，我生的巴雷嘎，大爸说，有啥卡鲁嘎，哎呀，婆妈嘞，板打听，好听，喏，有啥卡鲁嘎，别读嘞，不偏，喏。 ယေရှုကိုလေယေရှုမှာဖြစ်သမျှတွေသူများဘလို့ကြီးညိုတာဘလို့ပူစော်တာเนาะအားလုံးကိုမြင်ခဲ့တွေ့ခဲ့တဲ့ပုံကိုတယောက်ဖြစ်တယ်ဟဟာပြီးလို့ရှင်လဲ၃နှစ်၃ကိုတိုင်းဝင်ကြည့်တွေ့အကုန်မြင်ခဲ့တယ်เนาะယေရှုရဲ့နောက်လိုက်၃နှစ်၃မို့ပြုသမျှဖြစ်သမျှကိုမြင်တွေ့ခဲ့တော့ပုံကိုတယောက်ဖြစ်တယ်အဲ့ဒါဟောကလုံးမှာလူထောင်ချီရှိတဲ့အဲမှာ သူ့နောက်တကောက်ကောက်လိုက်လို့နမိတ်လက္ခဏာတွေမြင်တဲ့လူတွေအများကြီးရှိတဲ့အထက်မှာယေရှုခရစ်တော်ရဲ့တပည့်တော်တွေအထက်မှာအနည်းစုဖြစ်တဲ့အထက်မှာသူပါနေတယ်။မြင်ခဲ့တဲ့ပုံကိုဖြစ်တယ်။တွေ့ခဲ့တဲ့ပုံကိုဖြစ်တယ်။သူများဘလို့ယေရှုကိုပူဇော်တယ်ကြည်ညိုတယ်မြင်တွေ့ခဲ့တော့ပုံကိုလည်းဖြစ်တယ်။မေကြီးတာဖြစ်တယ်။ရှမတဲ့26မှာကြည့်အောင် ရှမာသဲ26ဆလီယ26နှစ်ပါအဝင်ဖြစ်တော့ယုဒရှကာရုတ်ဒီယေဘရဟိအချီးတို့ထံတို့တွား၍အကျွန်ုပ်ဒီယေရှု30ပေးမိဟုဝန်ခံကြ၏ထိုအခါမှစ၍ကိုရောကိုအတ်ချင်းကအစင်တင့်ဖြစ်သောအချိန်ကာလကိုရှာချန်ဆနပါမှာတပါဟုတ်တယ်နော်ယေဘရဟိအချီးတစီတွားပြီးမှနော်အကျွန်ုပ် တလားယူဒရှိကာရုဘန္ဒာထင်းလဲဟုတ်တယ်ငွေချင်းနားလဲတယ်ဈေးအောင်စားဖို့လဲစိတ်ဝင်ယူဒရှိကာရုကလူကုန်ကူးနေတာအဲ့ခစ်ကြရနော်အယံခစ်တန်စီတာလက်တွေ့ action ဆိုတာဘယ်ဟာလာတယ်တတ်တလောက်နဲ့စဉ်းစားခဲ့တာပဲမဟုတ်လားအဲ့ဒီတတ်တလောက်နဲ့စဉ်းစားတဲ့အရာက ခရစ်တော်ယေရှုနဲ့ကပ်ရလားဆိုတာစဉ်းစားဖို့လိုတယ် ကြမ်းဖြစ်တယ်လို့ပြောတာမဟုတ်လားကျမတို့ခရိယန်နေမဟုတ်လားခရစ်တော်ဘာတုန်တင်တယ်လဲသိသလားသိတာပေါ့ဖတ်တယ်လားဖတ်တာပေါ့တလေယေရှုနဲ့သဘောတူသလားယေရှုနဲ့ဆန့်ကျင်သလားသိမှာပါယူဒရှ်ကရုံလားအရင်ဘလောက်ရမှာလဲတဲ့ဈေးကြီးတာအဲလောက်ရာဇဝင်ရိုင်းနဲ့နှောက်လိုက်တပည့်လို့ပြောပြီးမှယေရှုကိုနော်တပတ်လက်ပြီးမှဈေးကြီးပြီးမှထိုးအပ်တာ ။ဒါလည်းနော်။ယေရှုဖယားကိုယ်တိုင်ကကြုံခဲ့တာဟုတ်။ဒါကြောင့်ယေရှုကပျော်စားပြီးကြော်လွန်ခဲ့ပြီးသားဖြစ်တယ်လို့ပြောတာ။ဟာလေလုယာ။လွယ်သလား။မလွယ်ဘူးနော်ဟုတ်လေနော်။အင်းကမှ closest ဆိုရလူမမြင်တဲ့အတွင်းခန်းထဲမှာထားရမလားကိုယ့်ရဲ့အင်းကြီးတွေအဲ့မှာယေတနာကြီးထားကောင်းထားမယ်နော်ဟုတ်လားဆိုတော့ ယေရှုရဲ့အားကိုးရတဲ့သူဖြစ်နေရမှာယေရှုစိတ်ချရတဲ့ပုံကို ဖြစ်နေရမှာဖြစ်နေခဲ့လို့လည်းနေတာဖြစ်ပါလိမ့်မယ်ဆိုတော့ယေရှုကတပည့်တော်တမမာနေတဲ့ဆက်နှစ်ပါးခန့်ထားတာယုံကြည်တယ်စိတ်ချတယ်ဒါပေမဲ့မပေထရု sorry ယုဒရှ်ကရုကဘာဖြစ်သွားလဲယေရှုကိုအရင်ဖခင်အယုတ်လည်းမဟုတ်ဘူးအရှင်လက်လက်ကြီးဟဟလာတည်သွားတဲ့ယေရှုရဲ့ရုပ်ပုံလည်းမဟုတ်ဘူးနော်အရင်တော့အလေးမြန်မာပြည်မှာလေး ျမတို့ elephant ရဲ့အမီးလေဟိုအမွေးတွေနဲ့အမီးတွေနဲ့ဟလားရှင်မီးနဲ့ချစ်ထားတဲ့ဟာအများရောင်းတဲ့လက်စပန်းညာတိုက်ကနော်အဲ့မှာ cross တွေလည်းချစ်တယ်လေနော် cross တီချစ်တုံးပါရင်ဘလောက်အကောင်မပါရင်ဘလောက်လို့ပြောရတယ်လေ။ဘာကောင်လဲဆိုတော့ယေရှုရဲ့ရုပ်ပုံပါရင်ဘလောက်လေ။ရိုးရိုး plain cross ဘလောက်အဲဘုပဲချစ်ထားရင်စီးနေနေရော့တယ်။ဟုတ်ပြီနော်။ဆိုတော့ယေရှုခရစ်တော်ယူဒရှခါရုပ်ကနော် ဖိလာစာတန်မာနကဖျားချောင်းရဲ့အပြင်မှာတိတ်မလို့ရှားခြင်းပါဘူးဟုတ်လားဖျားကိုကိုးကွယ်တဲ့လူတွေတလွဲလုပ်ဖို့ပဲပုံပြီးမှဆွဲဆအောင်ဖျားသခင်ကိုအမှုတော်ဆောင်တဲ့နေရာမှာရှုပ်သွားအောင်ကိုးကွယ်ခြင်းမှာမငြိမ်မသက်ဖြစ်အောင် ကွဲပြားအောင် အမျိုးမျိုးသောအရာဒီအရာတွေအားလုံးကယူဒရှိကတော့ဈေးသွားညိတာဈေးထဲမှာမဟုတ်ဘူးတယ်မာရဲလေအေးယေဘုဟိဒ်ရဈေးအောင်လား တန်ရတော်ဆန်ပါထေကယူဒရှကာရောကသူ့ရဲ့တခင်ကို ရောင်းခဲ့တာ market place မှာမဟုတ်ဘူးကိုယ်ကွယ်မှုပြုတဲ့ဗိမာန်တော်ကလူတွေနဲ့ပဲညှိခဲ့တာဖြစ်တယ်အယံတိထားဘူးလို့လည်းเนาะဒီခေတ်ကာလမှာเนาะတမာချန်းစာတိချတိဖို့လို့လေဒီတမာချန်းစာမှာဒီတိုင်းရေးထားတာဂျေစုအယံတင်တယ်ရေးထားတာက တမချန်စာဖြစ်တယ်ဟလာယူဒရှကာရုကခိုးတယ်ဆိုခိုးတယ်ယူဒရှကာရုနောက်ကျောသားနဲ့ထိုးတယ်ဆိုထိုးတယ်ယူဒရှကာရုကငွေမဲ့တယ်ဆိုငွေမဲ့တယ်မဖတ်ချင်ဘူးချန်စာတဲ့ဒီဥစ္စာဖယ်ပြအောင်မလုပ်ဘူးအရှိကိုအရှိတိုင်းရီးထားတာကတမချန်စာဖြစ်တယ်ဆိုလေဒီကဲ့သို့သောအရာဖယားသခင်ယွန်ရှာလို့နောက်ဆက်တွဲဘာဖြစ်မလဲဆိုတာကိုထုတ်ပြထားတာဖြစ်တယ်အာမင် စံစာကတမတမရှိတယ်စံစာက အရှိကိုအရှိတိုင်းဖော်ပြထားတယ်ကျမတို့လူရဲ့တမိုင်းမှာလေတမိုင်းနေနေမလားလို့ဆိုဖုံးထားခြင်းနဲ့မလားဖုံးထားခြင်းနဲ့ history ကိုဖတ်ထားခြင်းအေးလူတွေပုံလဲပါတယ်ဒါဝိသူများသားများပြင်ပါတဲ့အကြောင်းလဲပါတယ်ယူဒာရှကာရုတ်ကိုနိုင်ကသူ့တခင်ကို ဇင်းညီပြီးမှရောင်းစားတယ်အဲ့တော့ဘုရားသခင်ရဲ့အလိုတော်ကဘာလဲဆိုတော့အိမ်ထောင်မှာလေသားသမီးတွေမွေးဖွားပြီးမှပွားများဖို့ဟမ်တပည့်တော်ပွားဖို့ဟုတ်ပြီနော်တပည့်တော်မွေးတယ်ဆိုတာဘာလဲမိန်းမရကလေးမွေးပြီးတော့လေအဖေနဲ့တူချင်းတယ်ဆိုရင်တွားပြီလေနော်မှန်တယ်မဟုတ်လားယူဒရှာဘယ်ကောင်းကင်တမန်ကမှချိုးကိုလာမတားခဲ့ဘူး အပိတတကောင်းတယ်လေအကြောင်းမလို့ဆာလံ97မှာပါတယ်မဟုတ်လားတင်းဤချီကိုချော်စီချင်းကအခွင့်ပြီးတော့မမို့ဟုတ်လားဒါပေမဲ့ချက်အပြည့်နဲ့ချော်တာအေးဘယ်ကောင်းကင်တမန်ကမှယူတာရှကာရုံနာမှကျိုးကိုလာမကင်ထားပြီးတော့ဒီနေ့ပြောချင်တာပါလေဆိုတော့ယူတာရှကာရုံအကြောင်းလို့ကောင်းစင်တက်ပြီးမှ ပြောရတာတိတ်ခွန်အားရစရာတော့မရှိဘူးညာကြည့်ရှိတယ် စိတ်နှလုံးသားထဲကနေသူတတ်မှတ်မိလို့လေနော်သူတတ်မှတ်တာကယေရှုမဟုတ်ပဲဖြစ်နေတယ်ဒါကြောင့်မလို့လောကမှာတပည့်တော်တမန်တော်12ပါးထဲမှာလဲယေရှုကမောကအပ်ပြီးမှနော်စိတ်မကောင်းစရာဇလန်းအဆုံးတက်ခဲ့တဲ့ပုဂ္ဂိုလ်ဒီနေ့ထိနော်ကျမတို့ယူဒရှကာရုဆိုအကောင်လုံးနေတဲ့လူတယောက် ဒီအကြောင်းကိုပြောဖို့လည်းအရင်ကြီးအားလည်းမရှိပါဘူးဒါပေမဲ့ကျွန်မစမ်းစာကိုဖတ်ပြီးဆင်ခြင်တဲ့အခါသူ့အကြောင်းကိုတော်တော်ဆင်ခြင်မိတယ်နော်တွေးထွက်အောင်လုပ်မဲ့ပုံကိုယ်တွေစီတော့ तू အခက်တယ်လေပတ်ဆိုင်ယူပြီးတော့ဟုတ်တယ်နော်အဲ့တော့ခုနစမ်းစာဖတ်ကြည့်တယ်ဘာပါလဲအဲ့ဒီပတ်ဆံကားတဲ့လူကိုသိစီတဲ့အကြောင်းမဖြောင်းမတ်တဲ့ပတ်ဆံကိုတော့ဖယားချောင်းရဲ့ bank account မှာမထည့်ဘူးလို့ပြောတာဟုတ်ပြီနော်အဲ့တော့ ဖျားเจ้าကဆရာကြီးကအုံနောက်စားပြီလေတိုင်ပင်ရပြီအဲ့လိုရှင်တချို့မဲ့မြည်ဖြစ်ပါစီပြီးအဲ့မြည်ကိုလည်းတမျိုးလုံးကတည်တယ်တွေးမြည်လို့နာမည်မေ့ကြတယ်အเจ้าမလို့ယူဘာအတွက်ဖြစ်သွားတယ်လဲကောင်းပါတယ်အဲ့ဒလာဤလာတည်လို့တချို့စိတ်တွေဟောပေါ့နော်မြည်ဝယ်ဆရာမလို့ဆိုတော့အမေရိကမှာဆိုတော့အကောင့်ခဘလောက်နော်မြည်ရဖိုးကဘလောက်ဈေးကြည့်တယ်မလေး ရှင်နေတော့မှဟိုကဒီကသမစ္ဆာပြီးရှင်တန်လို့ရသေးတယ်။တည်တဲ့နေရာဈေးကြီးတယ်နော်အမေရိကန်ပါလား။ဘာပြောစင်တာလဲဒီလား။တလောတော့ကတနစီတော့တော့ဆန်နေဆမစင်ထွေမြို့သားဆက်ကပ်ဆုံးနေညမှာဈေးအချိုးဆုံးရှာပြီးတယ်ဖခင်ကြောင့်လဲ small size ပဲလူသိမ့်မဆန်နော်။ပြီးလို့ရှင့်အကောင့်ဖို့ဘလောက်ဒေါ်လာ၈000အဲ့ဒါဈေးပေါ်ဆုံး Nashville မှာကုန်စည်းကြီးတဲ့တောင်းကနန်းတစ်ပတ်ရှိအချိုး းဆုံးကိုရှာတာတော့မှဒေါ်လာ၈၀၀၀ရှိတယ်။ဒီနေ့ယူဒရှခါရုတ်ကနော်ယေရှုကိုအပ်လိုက်တယ်။တတ်မာလေးဟိုကတတ်မာလေးအဲ့မှာအပ်ပြီးမှယေရှုကိုနော်အပ်ဖို့တော့မှပထမတော့ဈေးရင်ကြီးတာ30နဲ့တံပိုးဖြတ်ယေရှုကိုတံပိုးလည်းဖြတ်တယ်ပထမဈေးကြီးတယ်တံပိုးဖြတ်တယ်အပ်တယ်ရတဲ့ပတ်စံနဲ့နော်နောက်တော့နောက်ဆက်တွဲတိလာတဲ့ခါမှာဖခင်เจ้าကိုလာအပ်တယ် အဲ့ဒီပတ်စံကိုလေဘိမှန်တော့လေဒီငါတို့ဘန်ကောက်မှာမထည့်ဘူးဟလာဝဲတယ်မြည်တကွအဲ့ဒလိုင်းတီဖို့တချို့ဖို့တည်တဲ့လူတချို့ဖို့ပြီးအဲ့မြည်ကိုတွေးမြည်လို့လည်းနာမည်မဲ့လိုက်တယ်တမြို့လုံးတည်တယ်ဒီအကြောင်းရောကျွန်တော် repeatedly ခုပြောနေပါလေနော်ယေရှုခရစ်တော်နောက်ကိုယူဒရှကာရုတ်လိုက်တာဘာအတွက်လဲတကောက်ကောက်လိုက်တာယေရှုပြုတဲ့နမိတ်လက္ခဏာတွေမြင်နေတယ် ယေရှုတန်ဖိုးကြီးမှန်းလည်းသိတယ်။ဟိုမျိုးသမီးတယောက်ဆိုတနည်းလောက်ခနော်တကယ်ယီမွေးနဲ့ခွဲပြီးမှယေရှုကိုလာလောင်းပေးတယ်။တန်ဖိုးထားချစ်တာ။ဒါမြင်တဲ့သူယေရှုပြုတ်မြလည်းမြင်တယ်။ဒါကြောင့်ယေရှုကိုအရင်လည်းဈေးကြီးကြီးရမှာပဲဆိုလို့စဉ်းစားမိမှာပဲဟလား။သူများစဉ်းစားတာကယေရှုကဖျားပဲဟုတ်ကောအဲ့ဒီကိစ္စနဲ့လိုက်တာဒါမဲ့ယူဒရှ်ကတော့ယေရှုနောက်လိုက်တဲ့ခါဘာစဉ်းစားပြီးလိုက်တယ်လဲနော် ယေရှုကိုရောင်းတော့ဘယ်လောက်ရမလဲဘယ်လောက်ကြိုက်မလဲနေတိုင်းဒါပဲတွေ့နေရဖြစ်မှာပေါ့ခါလိကြနော်စိတ်အဲ့ဒီစိတ်နှလုံးကိုဝိညာဉ်တော်ဖျားမဆပါစေဖြောင်းမှတ်ဖို့လိုတယ်လူကခရိယန်နေဖြောင်းမှတ်ဖို့လိုတယ်ခရိယန်ဆိုရယေရှုနောက်လိုက်တယ်ကိုပြောတာမန္တစင်စားဖို့လိုတယ်ဖြောင်းဖြောင်းစင်စားဖို့လိုတယ်မမှန်ကန်ကန်စင်စားဖို့လိုတယ်ယေရှုကြိုက်တဲ့ကျမတို့ဖြောင်းမှတ်ဖို့လိုတယ် တပည့်မွေးတယ်မြန်မာစကားမှာမွေးထုတ်တယ်ဆိုစကားတွေ့ဟာတပေါ့ပေါ့တယ်မလားမွေးတယ်ကြောင်ကနောက်ထပ်တပည့်မွေးဖို့ဖြစ်တယ်ယူဒရှကာရုကနောက်ထပ်တပည့်ဆက်မွေးမှာဆိုရင်သူ့လိုမဟုတ်တဲ့ဟာတွေထွက်လာရင်တွားပြီဒါကြောင့်မလို့သူတည်တဲ့အခါသူဆူဆိုက်လုပ်တဲ့အခါသူ့ရဲ့အနာမှာဘာကောင်းကင်တမမလာသားဆရာ အကြောင်းမရှိတော့ဘူးတီချင်တော့ ြံစီတာဟုတ်မဟုတ်တာစဉ်းစားတာဟုတ်ယေရှုနောက်လိုက်တာလဲအကြံစီနဲ့လိုက်တယ်အကြံအဖန်နဲ့လိုက်တာဟုတ်လားအကြံအဖန်နဲ့ယေရှုနောက်လိုက်တာဒီနေ့ကျမတို့ခရိယန်တွေကဘာကိုစဉ်းစားရမလဲနော်ခရိယန်ဆိုတာကခရစ်တော်နောက်လိုက်တဲ့ပုဂ္ဂိုလ်ကိုခရိယန်လို့ခေါ်တာဖြစ်တယ်နော်ခရစ်တော်ကခရစ်တော်နောက်လိုက်တယ်ဆိုတာဘာလို့လိုက်မှာလဲ तू ဘာပြောထားတယ်လဲ သူဘာတုန်တင်ထားတယ်လဲသူရဲ့တုန်တင်ချက်ပါလဲအရာတီဘောစံစာဖတ်ဖို့လိုတယ်စံစာမဖတ်ဘူးဆိုရင်ယေရှုခရစ်တော်ရဲ့တုန်တင်ချက်ကိုမသိနိုင်စံစာကိုဖတ်တဲ့အရာမမှတ်ထားဘူးဆိုရင်ဘာကိုလိုက်ရမလဲနားမလည်ဘူးဖြစ်သွားလိမ့်မယ်အဲ့တော့စံစာဖတ်ဖတ်တဲ့အရာကိုမှတ်စင်ချင်းစင်စာယေရှုခရစ်တော်ရဲ့ တွန်တင်မှုနောက်ကိုယေရှုပြောတဲ့အရာကိုယုံကြည်ပြီးလက်ခံပြီးသူ့ရဲ့တွန်တင်ခြင်းနောက်ကိုလိုက်တော်သူကိုခရိယံလို့ခေါ်တယ်။ဖွဲ့စည်းတဲ့မှာနာမည်ပါရင်လုံခြုံနေပြီလို့ထင်တာ။မဟုတ်ဘူးနော်။ဘယ်ဖျားချောက်မှာနာမည်ရှင်းထဲလို့ကောင်းကင်ဘုံဝင်မယ်ဆိုတော့စံစာမှမတွန်တင်ထားဘူး။ယေရှုခရစ်တော်ကိုမိမိဒါကြောင့်မလို့အဖွဲ့အစည်းမှာ guarantee တော့မရှိနဲ့။ ိုးဟိုဖက်ကပိုကြီးတယ်ပိုအာမခံချက်ရှိမှာပဲလောကရဲ့စီးပွားအရာမှာတော့ဟုတ်မှာပါနော် insurance company တွေပိုကြီးတယ်ဟော company ပိုကြီးတယ်ဟုတ်တယ်ဒါပေမဲ့ဖျားအရာမှာတော့ဘဲကုမ္ပဏီပိုကြီးလို့ဘဲဟာပိုကြီးလို့မဆိုင်ဘူး တေးတေးကြီးကြီးတော်ရဲမှာတယောက်တည်းနေနေအဲ့ဒီတယောက်တည်းအတွက်ယေရှုကအတိခနဲ့သူဒီယေရှုခရစ်တော်ကိုယုံကြည်ရမယ်အေဝံဂေလိတရားကိုယုံရမယ်လက်ခံရမယ်ယေရှုကငါတခင်ငါ့ကိုကယ်တင်တဲ့ရှင်ထာဝရပြည့်တဲ့ဖယားဖြစ်တဲ့ဆောကိုယုံကြည်ရမှာဖြစ်တယ်လက်ခံရမှာဖြစ်တယ်အဲ့ဒါမှဘဝရဲ့အမခံချက်ရှိတာဖြစ်တယ်အာမင်အဖွဲ့အစည်းမှာနာမည်ပါတာအမခံချက်မဟုတ်ဘူးယေနစ်ချင်းခံတာလေအမခံချက်မဟုတ်ဘူး နှချင်းခံရင်ကောင်းကင်ဘုံဝင်မယ်လို့မပြောဘူးကောင်းကင်ဘုံဝင်မဲ့သူတွေတေချာတဲ့လူကနှချင်းခံယူပြီးတတ်တည်ပြတာဖြစ်တယ်အာမင်ဒါဘဝမှာကျမတို့အယံရှင်းဖို့လိုတယ်ကျွန်တော်ကဘာစင်စားပြီးခရိယန်လုပ်တာလဲကျမကဘာစင်စားပြီးခရိယန်လုပ်တာလဲခရစ်တော်ဆိုတဲ့ယေရှုနောက်ကိုတကယ်လိုက်နေသလားဖို့စီးတယ်မှာပါဘီကုန်ယူယေရှုပြောတဲ့စကားတွေကိုလည်းသိဖို့ရည်ကြီးတယ်

ထိုအကြောင်းအရာကိုဒီမှာပါတယ်နော်သူဤနေရအရက်ဒီလူစိတ်ညံရဖြစ်ပါစေနေတော့သူမရှိပါစေနင်သူဤအရာကိုလည်းအခြားသူရပါစေလို့စာလံကျမ်းမှာ ပြောထားတယ်။ဆာလံချမ်းမှာပြောထားလို့လားဖြစ်တာလားဖြစ်မှာကိုကြိုတိလို့ရေးထားတာလား။အဲ့လိုဖြစ်မှာကိုကြိုတိကြိုတိနေတယ်လေလူတွေပါရွေးချယ်မလဲ။ဘုရားတခင်ကလူကိုဖန်ဆိုဟာလို့ဆဲယုတ်လို့ဘုရားကလူကိုမဖန်ဆင်းထားဘူး။လွတ်လပ်စွာရွေးချယ်ခွင့်နဲ့ဖန်ဆင်းထားတာဖြစ်တယ်။လွတ်လွတ်လပ်လပ်ရွေးချယ်လို့ပဲလေချစ်တယ်မချစ်ဘူးဆိုရှိတာ။ ဒါကြိုက်တယ်မကြိုက်ဘူးဆိုရှိတာဒါမုန်းတယ်ဒါချစ်တယ်ဆိုရှိတာအဲ့ဒါကစိတ်ယုံမှာချစ်ချင်းမြတ်တာမရှိဘူးလေနော်စိတ်ယုံမှာရွေးချယ်ရတယ်မရှိဘူးချစ်ချင်းမြတ်တာနဲ့အယမ်းမြတ်တာထားပြီးအဆုံးထိသွားမယ်ဆိုရင်စိတ်ယုံမှာမရှိဘူးလူသားမှာရှိတယ်လူကမြတ်တာနဲ့ကျင်လည်ဖို့မြတ်တာနှလုံးသားဖန်ဆင်းပြီးမှထားတဲ့အခါမှာဒါရွေးမလားမရွေးဘူးလားရွေးချယ်မလားညှင်းပယ်မလားဒါတွေအလုံးကလူအแทမှာရှိတာဖြစ်တယ်ဒါကြောင့်မို့လို့နောက်အနာကမှာဒီအတိုင်းပဲဖြစ်ရမယ်လို့ ဖယားကမတတ်မပေးဘူးလူတွေရဲ့ choice ဖြစ်တယ်နားလည်တယ်နော်လူတွေယူချိုတိနေတယ်ဖယားအတင်းမလို့ဘူးဘူးမဖယားကအတင်းအချက်လုံးဒီနေ့ဒီလောကမှာမယုံကြည်တဲ့လူအခြားသောဘာသာဝင်မရှိတော့အတင်းအတမတာမဟုတ်ဘူးလွတ်လပ်စွာချထားပြီးမှရွေးချယ်ခွင့်ပေးတဲ့ဖယားဖြစ်တယ်ဒါကြောင့်မလို့ ရှာလန်ချမ်းမှာရွေးထားတယ်နော်ကြိုတိလို့ရေးထားတာသူ့ကြောင့်သူရတဲ့ပိုက်ဆံနဲ့ဝယ်တဲ့မြေကလူနေတဲ့နေတော့သူမရှိပါစေနဲ့အသက်ရှိတွေလေလှူရှာပြီးမှမှစီးပွားလုပ်တဲ့နေရာမဟုတ်သူဤအရာကိုလည်းအချာငါတို့နောက်တစ်ယောက်ပြန်ရွေးရအောင်ဆိုပြီးမတ်တီဆိုတဲ့မက်တီယပ်စ်ကိုရွေးချယ်ခဲ့တယ် အများကိုစင်ချင်ရအောင်လို့ပြောချင်တယ်နော်ဆောနာတခါတော့ဖတ်ပြီးတော့တစ်ခေါက်ပြန်ဖတ်ရအောင်မတွေ့ပြီလားဖတ်ရအောင်နော်သူအခါကိုရောကို အနန္တောယုဒရှကာရုတ်ဒီကိုရော၌ တေပစ်ကိုစီရင်ကြသည်ကိုတိမြင်လျင်နောင်တရ၍မရှိတော်သူ၏အသွေးကိုအမိပါပြီဟုဆို၏ထိုသူတို့ကလည်းငါတို့နှင့်အဘယ်တို့ဆိုင်သည်။ကိုအမှုကိုကိုကြည့်လောဟုဆိုကြတော်သူဒီထုံငွေကိုဗိမှန်တော်၌ပြစ်ချခဲ့၍အခြားသို့တွားပြီးလျင်လေကျိုးတက်၍တေးလေ၏အမင်ချချင်းစရာလည်းမရှိဘူးနော် ဟုတ်လားနှုံထရတယ်ငွေ30လူကြီးတွေစီပြန်လာပေးတယ်ရစ်ပရောဟိတ်တွေစီမှာကျွန်တော်မှားပြီအပြစ်မရှိတဲ့တွေးကိုအမိပြီအဲအဲ့လူတွေပြန်ပြောတယ်ငါတို့နဲ့အဲ့ဒါနဲ့ပါဆိုင်လို့လေကိုအမှုကိုကိုကြည့်လို့သူကဗိမ္မာန်တော်မှာတဲ့ပတ်စံကိုအထုပ်ကိုပြစ်ချခဲ့ပြီးမှကျိုးဆွဲချပြီးမှတည်တယ်အဲ့တော့ဒီပရောဟိတ်တွေလဲ အဲ့ဒီငွေကိုယူပြီးမှဒါကတော့သွေးနဲ့လဲတဲ့သွေးရဲ့အခနော် blood price ပေါ့နော်ဟလာဘန်ဒါရောမှာမတွင်းအာအဲ့မှာအစောနာကျွန်တော်တို့ဖတ်ထားတဲ့သွေးမြေဆိုတဲ့တင်းချိုင်းမြေဝယ်ဖို့ပတ်စံဖြစ်လာတယ်ဒီမှာကနေ့ယူဒရှကာရုတ်ကိုကျွန်တော်တို့မမိတယ်လို့အားလုံးကဘာနဲ့မမိတယ်လဲဆိုတော့တိတ်ကောင်းတဲ့ခွက်နဲ့မမမိဘူးပေါ့နော်တခင်ကို ရောင်းစားတဲ့ပုံကိုဖြစ်တယ် တခင်ရဲ့ယုံကြည်မှုနဲ့ယဉ်နီးမှုကို အလွဲသုံးစားလုပ်တဲ့သူဖြစ်တယ်။အရင်ယဉ်နီးလို့လဲယေရှုဘယ်နာမှာရှိမလဲသိတာလေ။သူများတွေ sorry မတိတဲ့နေရယေရှုဘယ်မှာရှိမလဲဆိုတော့ပြောပြတာသူလေ။ဆိုတော့ယဉ်နီးမှုကိုအလွဲသုံးစားလုပ်တယ်။ခင်မင်မှုကိုအလွဲသုံးစားလုပ်တယ်။နော်ကိုယ့်ရဲ့တခင်ကိုအလွဲသုံးစားလုပ်တယ်။ကိုယ့်တခင်ကစိတ်ချထားတဲ့အရာကို အလွဲသုံးစားလုပ်တဲ့ပုံကိုဖြစ်တယ်နော်မြည်အလူရှင်ဖြစ်ပေမဲ့ဖះเจ้าဆောက်တဲ့မြည်တော့မဟုတ်ခဲ့ဘူးတွင်းမြည်ရာဇဝင်ရိုင်းနဲ့မြည်ဖြစ်ခဲ့တယ်သူလည်းစိတ်မကောင်းတော့ဖြစ်တာပေါ့နော်ဒါမဲ့နောင်တရတာတော့မဟုတ်တော့ဘူးစစောနောင်တရမှာလေနောင်တရရင်ဟလာအချို့မလို့ဒီထဲကဘာကိုဆင်ခြင်စေခြင်းတယ်ဆိုရင်တော့ ပေတရုတို့အခြားသောတပည့်တော်တမန်တော်တွေအသေးခန္ဓာကယေရှုအတွက်တက်တည်ခံပြီးမှအသက်ကိုဆွတ်နေသည့်အသေးခံတဲ့သည့်တပည့်တော်ဆစ်ဆင်းနဲ့အသေးခံခဲ့တာယေရှုအတွက်တက်တည်ဖြစ်တာယေရှုအတွက်အသက်တည်တဲ့သည့်တက်တည်ဖြစ်ခဲ့တာဒါမဲ့ယူဒရှကာရောရဲ့တည်တာတည်တာချင်းတော့တူတယ်ဒါမဲ့တခင်ကို ခုတုံးလို့တခင်ကိုနောက်ကျောတာထို့တခင်ရဲ့ယုံကြည်မှုအလွဲသုံးစားလို့ တခင်ကိုနော်ငွေနဲ့ရောင်းစမကောင်းတဲ့ကိစ္စနဲ့တည်တာဖြစ်တယ်ယေရှုရဲ့တတိဖြစ်နေအသက်ရှင်ပြီးဟောပြီးပြောပြီးကြံတဲ့တမန်တော်တွေတည်သွားတကယ်လို့ယူဒရှိကာတို့ကတည်တာမဟုတ်ဘူးဒီနေ့ကျမတို့ယူဒရှိကာတို့ရဲ့အသက်တာတည်းကမှတ်ရအောင်နော်သူ့အပြစ်သူ့အဆက်ကိုအသက်နဲ့လဲသွားတာနော် အပြစ်လုံးနောင်တရယေရှုခရစ်တော်ကြောင့်ကိုပြန်ပြီးသတ္တိခံမယ်ဒါမျိုးမရှိခဲ့ဘူးယေရှုနောက်လိုက်တာ၃နှစ်၃မိုးလိုက်ပြီးမှဘာစင်စားပြီးတော့ဘာရီခံယူလိုက်တလေအဲ့တော့စင်စားရင်ကျမတို့ကယေရှုနောက်လိုက်တာဘယ်လောက်ကြာပြီလဲ၃နှစ်တော့မကတော့စင်တယ်နော်ဟုတ်လားကျမတို့ကယေရှုနောက်လိုက်တာခရိယန်ဖြစ်လာတာဘယ်လောက်ကြာပြီလဲဘာစင်စားပြီးတက်ရှင် ယေရှုကျက်ဂုံကိုတည်င်းကိုပေါ်စီတဲ့အရာဘဝမှာဖြစ်ပြီလားယေရှုနာမည်ကျော်မဲ့ကိစ္စကျမတို့ရှိသလားယူဒရှကာတို့ကသူ့နာမည်ကြီးသွားတယ်လေတခင်ကိုရောင်းစားတဲ့ပတ်စံနဲ့တင်းချိုင်းမြူနဲ့ပြီမှเนาะယာဇဝင်တွင်တဲ့ယာဇဝင်ရိုင်းတဲ့ရဖြစ်ခဲ့ကျမတို့အသက်တာမှာကယူဒရှကာတို့လိုလည်းမမိုက်ရိုင်းဘူးပေတရုတို့လိုလည်းတတ်တည်မခံဘူး ုံးလဲမချိုးစာမဖတ်ရင်လည်းဒီခေတ်ဆိုတော့အတန်နဲ့တွင်းထားတယ်နော်ကားထဲမှာအလုတ်ထဲမှာစမ်းစာအတန်ကိုဖွင့်လိုက်အဲ့ဒီ app ကို download ဆွဲလိုက်ပြီးရင်ယေရှုဘာပြောတယ်လဲစမ်းစာမှာတနေ့တစ်ခုတော့ငါမှတ်ရမယ်အေးအဲ့ဒီ this time ဟလာယေရှုရဲ့လူဖြစ်တာကြားပြီးခရိယန်ဖြစ်တာကြားပြီးနော်အဲ့ဒါလေးတွေကျွန်တော်တို့ဒီနေ့မှာ change လုပ်ဖို့လိုအပ်ပါတယ်လို့နော် ရှင်ပေါလုကပြောလဲဆိုရင်ပေါလုပြောတဲ့စကားကိုလည်းဖတ်ချင်တယ်ဖိလိပ္ပိသ27မှာအလုံးဖတ်မယ်တနေ့တော့အဲ့မှာတလုံးပြောင်းနေရနော်ပေါလုပြောတာငါနော်ငါလို့ထည့်ပြီးပြန်ဖတ်ရအောင်ငါအသက်ရှင်သည့်အရာမှာခရစ်တော်ဖြစ်၏သင်လျင်မူကား တာ၍အကျိုးရှိ၏ဒီစကားကရှင်ပေါလုကအေးရှိပြောနိုင်တယ်ဟုတ်လားငါကရှင်တန်နေတဲ့၍တောက်လျှောက်လေသခင်အတွက်ပဲယေရှုအတွက်ပဲဖြစ်တယ်ဒီတော့လေပူတော်မအကျိုးရှိရဲ့ဟိုမှာထောင်ရသူနဲ့နေမှာဟုတ်လားဒီစကားကယူဒရှက်ကတော့မပြောနိုင်ခဲ့တဲ့စကားဖြစ်တယ်။ဟုတ်တယ်နော်။ကျွန်တော်ယေရှုနောက်လိုက်တာကယေရှုက တံဖိုးချီးတယ်လေနမိတ်လည်းလုပ်တယ်လက္ခဏာလည်းလုပ်တယ်ဟုတ်လားဆိုတော့သူ့ရဲ့ယေရှုနောက်လိုက်ပြီးအသက်ရှင်ခြင်းကပါလေယေရှုစီကဘယ်လိုအမျက်ထုတ်မလဲလို့စဉ်းစားပြီးယေရှုနောက်လိုက်ပြီးအသက်ရှင်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဒါကြောင့်ရှင်ပေါလုပြောတဲ့ statement ကိုယူဒရှကာရောပြောစရာအကြောင်းလည်းမရှိခဲ့ဘူး။ကျွန်တော်အသက်ရှင်တာကယေရှုရဲ့အလင်းလင်းဖို့ယေရှုရဲ့အကြောင်းကိုသူများပြောပြဖို့သူများလည်းကျွန်တော်ကိုးကွယ်တဲ့ယေရှုကိုအားကျလာအောင် 得地图不？得地皮不？这哪得些呢？这嘛得些呢？可人道得皮的，电影不比嘛高呢？多呢？他乌拉尼亚没？哎，那里说个，你呢用几多阿龙？怎么说？表现是巴西？表现哪一巴西？喏，阿龙比亚高一巴西？